ါဘူးကျွန်တော်ဖြေခဲ့မှုပါတယ်ကျွန်တော်ဟိုရှက်တယ်ကြောက်တယ်ဆိုတော့ကျွန်တော်နေရာတိုင်းမဟုတ်ပါဘူးကျွန်တော်ဒီရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကာရီတာရကျွန်တော်လုံးဝမယ်ကျွန်တော်ဟိုဟာပြစ်မယ်ဆိုကျွန်တော်အလူမီနီယံလုပ်တာလေအလူမီနီယံလုပ်တာဆိုတော့ဟိုဘယ်လိုဖောင်းလဲဒီရာတွေနဲ့ကကျွန်တော်စိတ်နေလို့မရဘူးကျွန်တော်မကောက်ဘူးပါညာဆိုတာကဒီရာလေးအတွက်ကိုပြည့်တဲ့ရိုးသွားမှာဆိုလို့ပါဒါပုံဝင်လင်းလင်းပြောရပါတော့ကျွန်တော်ဒီလိုမျိုးကထားတဲ့ဆိုတာလေးကိုကျွန်တော်အသေးသေးစားစားလေးချပြကျင်တာအဲ့လိုစိတ်လေးနဲ့ပါဟိုလိုမျိုးစင်ပေါ်မှာခြေပြီးတော့တက်တက်ကြီး အဲ့လိုမာနာကြီးပြီးတော့ပဲတွေများပြီးတော့မကမျိုးမဟုတ်ပါဘူးကော။အရင်လည်းရင်ခုန်တယ်ဗျာဒီပွဲမဝင်ခင်တည်းကကျွန်တော်တို့အရင်လည်းရင်တုံပြီးတော့ရင်နေခုန်နေကြတာပါနော်။ဟာရင်နဲ့ခုန်ပြီးတော့တကယ်တကယ်ပွဲတွေဝင်အောင်အိတ်ဖီးကိုကြိုက်သွားတယ်။အဲကြိုက်တယ်ဒါပေမဲ့တလွဲတွေလုံးရတယ်။ဝေဝေပြိုးဆိုဆွဲချို့လဲကြွကြဘနဲ့လဲကြွသေး။ဆင်ရှင်းမှာတလွဲတလွဲတွေလုံးပြီးတော့တလွဲဟုတ်ပါဘနဲ့ကြီးဘယ်သူပါလဲကြီးရောဝေပြိုးဘနဲ့ပြေ။ဝေလေးကတော့အရင်ချစ်ဖို့ပါပါတယ်။ကျွန်တော်ရင်နေရောအကုန်လိုက်လုပ်ပြီးတယ်။နောက်ကျွန်တော်အကအစားပါနော်။ကျွန်တော်ရှေ့မှာမြူးစစ်ဗီဒီယိုရိုက်ခဲ့ရဒူလာကတ် အာဒီလုံးအောင်ဘောနော်ဟိုမချေဘူးဘောနော်ကျွန်တော်မြေတားနဲ့အကုန်လိုက်လို့ပြီးတာတကယ်ဟိုရမ်းချစ်ဖို့ကောင်းတဲ့အကိုကြီးပါတွေ့လေးကကျွန်တော်တကယ်ချင်းတွေကကျွန်တော်ဘေးနားမှာအိုးရင်လဲရပါဘောနော်အဲအတူတူရှိခဲ့တယ်ပြီးတော့တင်းနှဲလည်းအတူတူတက်ခဲ့ကြတယ်ဒီလုတ်တဲ့ဒီလောကတဲ့အတူတူဝင်လာကြတယ်ပြီးတော့အဲဝီဖြိုးနဲ့ကတော့ကျွန်တော်အရင်ခင်တော့ဘောနော်ဝီဖြိုးနဲ့ဒီကောင်လေးကကျွန်တော်ခင်တယ်ပြီးလို့ရှိရင်ကွဲထုတ်နဲ့ခင်တယ်ပြီးကိုနေတဲ့နဲ့ခင်တယ် ဒီပေါ်ကမ်းကြီးကျွန်တော်ရိုက်တော့အဲ့ဒီဒီမုန်တိုင်းစင်မုန်တိုင်းပေါ့နော်မုန်တိုင်းတကယ်ကြနေတဲ့အချိန်မှာကျွန်တော်တို့ရိုက်ခဲ့တာပေါ့နော်တကယ်လည်းမိုးရွာတယ်ကျွန်တော်လည်းခက်ခဲ့တယ်ဟုတ်တယ်ကျွန်တော်လည်းခက်ခဲ့ပါဘူးဟိုကြည့်တော့ပြပါလိမ့်မယ်ကျွန်တော်တို့တကယ်မိုးမိုးရေထဲမှာမုန်တိုင်းတွေမှာလေးတန်းတွေပါပါတယ်ခက်ခဲ့ရိုက်ခဲ့ရပြောဖို့လည်းကောင်းပါလေပြီးတော့အဲ့အဲ့တော့ကလည်းဘယ်လိုဖော်မလဲတောက်ဖို့လည်းကောင်းတယ်နော်ဟုတ်တယ်အဲ့ speed book ကအရင်ကကျွန်တော်လိုင်းထားနေတဲ့အချိန်မှာစီးရတာဆို သွားနေတော့ကတော့ဒီဟာမူတွေနဲ့ဆိုတော့လေတိတ်ပြီးတော့လူတွေကကိုယ့်အဖွဲကလူတွေကြီးပဲဆိုတော့တိတ်မပျော်နေတာစိတ်ကများနေတော့ကြောက်ကောင်းမှမသိပြန်တော့ပြန်တွေးကြည့်တော့ပြန်ကြည့်တော့မှကြောက်စရာကြီးကြောက်စရာကောင်းတော်တကယ်ဝင်လာအဲ့လိုကြောခြေလက်တွေဒီဘက်ဒီဘက်တကယ်တဲ့တာတကယ်တဲ့တကယ်တဲ့တာကြောတကယ်လက်ကန်ကြဟုတ်တယ်အဲတက်ကုန်တော့တော့တဲအောင်မရှိပါဘူးသေရောပါ ကျွန်တော်ဟိုဖွင့်ညာကြီးလေးခဏလေးလုပ်တာပေါ့ဆောက်ကိုလုပ်ရဲအကြာကြီးဘလို့ဆမ်းမြန်မာလိုထင်သွားတာမလားအဲကျွန်တော်မြန်မာပဲလေကျွန်တော်ပြောပြပါတယ်ဒီကားလေးကကျွန်တော်တို့အခွဲကဟိုလုံခဲ့တဲ့၃နှစ်ကပေါ့နော်ရိုက်ခဲ့တဲ့ကားအာဒါပထမဦးဆုံးအနေနဲ့ဒါကျွန်တော်တို့ကာရိုက်တာတစ်ခုအနေနဲ့ကျွန်တော်တို့ပထမဦးဆုံးရိုက်ထားတဲ့ရုပ်ရှင်ကားပေါ့နော်အဲပထမဦးဆုံးရိုက်ထားပြီးရော အဲ့ကားကဒါအခု3နှစ်ကြာမှကျွန်တော်ထွက်လာခဲ့တယ်ပေါ့အဲ့ဂျားထဲမှာတခြားကားတွေလည်းရှိတယ်ပေါ့နော်တခြားကားတွေယုံတင်ပြီးတော့မှဒီကားလေးကလိုခဲ့တဲ့3နှစ်ကရိုက်ထားပြီးတော့မှအခုမှထွက်လာခဲ့တယ်ပေါ့အဲ့တော့အဲလိုအပ်ချက်တွေလည်းကျွန်တော်ခုနပြောခဲ့လို့ရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းသိတယ်ပေါ့နော်ဒါပေမဲ့အဲလာကြည့်တဲ့ပရိသတ်တွေကကျွန်တော်လိုအပ်ချက်လေးတွေဖြည့်တွေးပြီးတော့ရည်ပေးရည်ပေးတာကိုပဲကျွန်တော်တို့ကဒါအယောင်ဝမ်းတာနေပြီပေါ့နော်ကျွန်တော်လိုခဲ့တဲ့3နှစ်ကလှုပ်ထားတဲ့လှုပ်ရဲဆိုတော့ ရုပ်ရှင်ကားဆိုတော့ဘယ်လိုခေါ်မလဲစိုးရိမ်တာပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်တို့လုံးဝအသစ်ဖြစ်နေတဲ့အချိန်မှာလောက်ထားတဲ့ကားလေးဆိုတော့ပေါ့နော်အပလိတက်ကြိုက်ပါမလားရီရပါမလားတချို့ဟာလေးကြိုက်အဆင်ပြေပါမလားပေါ့ကျွန်တော်တို့မှာ pressure တွေအများကြီးရှိတယ်ပေါ့နော်ပြောမယ်ဆိုရင်အဲ့တော့အာပြီးတော့အဲ့တော့လုံခဲ့တဲ့၃နှစ်တော့ကလည်းကျွန်တော်တို့ကဒါဘယ်လိုခေါ်မလဲအမှုမညာလုံလုံနေတယ်ဆိုပေမဲ့လည်းဘယ်သူမှလည်းအဲ့လောက်ကြီးအလုပ်ရှိကြတဲ့လူတွေမဟုတ်သေးဘူးအဲ့လိုပေါ့ဆိုတော့ပေါ့နော်ဟို ခက်ခဲနေတဲ့အချိန်လေးဖြစ်တာပေါ့အဲ့ဒီကအဲ့ကြားထဲမှာအရေးဆုံးပြီးတော့ကျွန်တော်တို့အတက်နိုင်ဆုံးပေါ့နော်ဟိုစိတ်ထွက်ပေါက်လေးတစ်ခုအနေနဲ့ဒါဒီဒီအလုပ်အလုပ်ကိုလည်းဟိုဘယ်လိုဖော်မလဲဟိုမလုပ်ရလည်းမနေနိုင်ဘူးလေနော်အဲ့တော့ကျွန်တော်တို့ဒါတိုင်ပင်ပြီးတော့ကောင်ချမ်းလုံနဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့အတက်နိုင်ဆုံးလေးကြိုးစားထားတာပေါ့ ကျွန်တော်အားလုံးအားလုံးပေါ့နော်ဒီကစပြောရတော့ဝေဖြိုးပေါ့သူကဟိုတည်းကသူကအကဝါနာပါဘာသာဘာသူအိမ်မှာဆိုရဲနေထိုင်လဲကနေတယ်သူ professional 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 ဘာလို့ပြောလဲတင်ထားသေးတယ်ရဒါပေမဲ့ဒီထဲမှာကလို့ရှိရင်တော်မှာတော့ကောက်ရမေ့တော့မယ်ကျွန်တော်ဒီကတော့ဝေဖြိုးရဲ့စိတ်ဆန္ဒလေးပြည်ကြီးရအောင်အော်ဖက်ရှင်အရဒီလိုပါပဲဒီ pain train နဲ့ light တဲ့ဟာလေးကျွန်တော်တို့ရွေးချယ်ပြီးတော့ပို့ထားတာပါရိုးရိုးလေးပါပဲဘာမှတော့တိတ်ကြွေပြီးတော့မရှိပါဘူး အဓိပ္ပာယ်ဖွင့်ဆိုတာတဲ့အဲဘယ်လိုကအဓိပ္ပာယ်ဖွင့်ဆိုလို့မရပါဘူးဆိုတော့ကျွန်တော်တငယ်ချင်းတွေကကျွန်တော်ဘီနောက်မှာအိုးရင်လဲရပါတော့အဲအတူတူရှိခဲ့တယ်ပြီးတော့တင်တန်းလည်းအတူတူတက်ခဲ့ကြတယ်ဒီလောက်တဲ့လေဒီလောကတဲ့လေအတူတူဝင်လာကြတယ်ပြီးတော့အဲဝေဖြိုးနဲ့ကတော့ကျွန်တော်အရင်ခင်တော့ပါတော့ဝေဖြိုးနဲ့ဒီကောင်လေးကကျွန်တော်ခင်တယ်ပြီးလို့ရှိရင်ကွဲထွန်းနဲ့ခင်တယ်ပြီးကိုနေတဲ့နဲ့ခင်တယ်ဒါပေမဲ့ခင်တဲ့နှစ်တွေကသိမ့်မကွာကြဘူးဆိုပေမဲ့အကုန်လုံးကဒါဘယ်လိုခေါ်မလဲညီကိုတွေပဲကိုနေတဲ့နဲ့ဆိုလေကျွန်တော်တို့ခင်တာ မသိမ့်မကြအောင်ဆိုပေမဲ့ဝေပြိုးနဲ့ခင်သလောက်ကိုကျွန်တော်တို့ဒါစိတ်ရင်းနေတာကျွန်တော်တို့အကုန်လုံးသဘောထားရည်လည်းတူကြရတယ်ညီကြရတယ်အခုဆိုရင်ပေါ့နော်အဲ့လိုမျိုးညီကြရတယ်ပေါ့နော်အဲ့ဒါဆိုတော့ဆိုးတိုင်းပင်ကောင်းတိုင်းပင်ပေါ့နော်အကုန်လုံးအတူတူရှိခဲ့ကြပါတော့ကျွန်တော်ဒုက္ခရောက်တဲ့အချိန်လည်းဒီကောင်လေးကျွန်တော်ဘေးနားမှာရှိတယ်ဒီကောင်လေးတစ်ခုဆိုလည်းကျွန်တော်ကအများနဲ့ရှိတယ်ပေါ့အဲ့လိုဆိုတော့ဒါဘယ်လိုခေါ်မလဲပြောမယ်ဆိုရင်လူဆိုတာဟိုဘယ်နေရာရောဘာပဲဖြစ်နေဖြစ်နေတကယ်ချင်းကတကယ်ချင်းပဲပေါ့နော်အဲ့လိုစိတ်နဲ့အတူတူကောင်းဆုံးဖြစ်အောင်ကြိုးစားကြမယ်ဆိုပြီးတော့ ကျွန်တော်တို့ဒါဟိုလောက်ကြတာပေါ့နော်အတူတူဟုတ်လားငါးသက်လည်းပြသက်လည်းပြလေမြဲလည်းမျက်ခွက်ပြောင်းနေရအဲ့လိုပေါ့စောင်းရရေတော့ဘလောက်ပဲဒုက္ခရရောက်မျက်ခွက်ပြောင်းတော့မပြီးဘူးအဲ့လိုအဲ့လိုအမြန်လမ်းမှာကားကြီးပြက်လို့အေးရတယ်ခိုင်ကြီးလေးမျက်ခွက်ကြီးပြောင်းကြတော့အဲ့လိုအဲ့လိုပေါ့နော်ဩဟုတ်ပါဘူးကျွန်တော်ဖြေခဲ့မှုပါလေကျွန်တော်ဟိုရှက်တယ်ကြောက်တယ်ဆိုတော့ကျွန်တော်နေရတိုင်းမဟုတ်ပါဘူးကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကာရီတာရကျွန်တော်လုပ်ရမယ်ကျွန်တော်ဟိုပါပြစ်မယ်ဆိုရင်ကျွန်တော်အလူမီနီယံလုပ်တာလေအလူမီနီယံလုပ်တာဆိုတော့ဟိုဘယ်လိုဖော်မလဲဒီဟာတွေနဲ့ကကျွန်တော်စိတ်နေလို့မရဘူး ကျွန်တော်မကောက်ဘူးပါ냐ဆိုတာကဒီဟာလေးအတွက်ကိုပြိသက်ရိုးသွားမှာဆိုလို့ပါဒါပုံဝင်လင်းလင်းပြောရပါတော့ကျွန်တော်ဒီလိုမျိုးကထားတဲ့ဆိုတာလေးကိုကျွန်တော်အသေးသေးစားစားလေးချပြကျင်တာအဲ့လိုစိတ်လေးနဲ့ပါဟိုလိုမျိုးစင်ပေါ်မှာခြေပြီးတော့တတ်တကြီးအဲ့လိုမာနာကြီးပြီးတော့ပဲနေများပြီးတော့မကောက်မျိုးမဟုတ်ပါဘူးပေါ့နော်ကျွန်တော်တို့ဒါလှုပ်ထားလေးရှိတော့ ်ပရိသတ်တွေကကိုယ့်ကိုအမြင်မတူတဲ့ဟာလေးနဲ့မြင်စေချင်လို့ပြီးတော့အမြင်မတူတဲ့ပုံစံလေးနဲ့ပေါ့နော်ထွက်လာချင်လို့ကျွန်တော်ကတချို့ဟာကြောင့်ရိုးသွားမှာဆိုတော့ကျွန်တော်မြုပ်ထားတာကြီးပေါ့နော်အဲ့ဒါဆိုရရင်ညာရေအဲ့တော့အဲ့တော့ကြောင့်ပါပြီးတော့ဒီဟာလေအကအကလည်းပြောမယ်ဆိုရင်တော့ဟိုဘယ်လိုခေါ်မလဲကျွန်တော်အနေနဲ့ကလည်းဒါဟို မနေ့ကြိုးစားပြီးတင်ရပါတယ်ကိုလှုပ်ချင်တဲ့စိတ်ရှိလို့ဒါလှုပ်တာပေါ့နော်အဲ့တော့ကြိုးစားပြီးတင်ရပါတယ်ပြီးတော့ကိုကြိုးစားပြီးတင်ထားတဲ့ဟာလေးကိုပရိသတ်ကလက်ခံပြီးတဲ့အားပေးပြီးတဲ့ကြိုက်ပြီးတဲ့အတွက်ကျွန်တော်လည်းအများကြီးဝမ်းသာပါတယ်အဲ့တော့ဟိုလိုမျိုးလေးစိတ်တင်တဲ့ပရိသတ်ပုံမှာခြေကျင်တာတို့ဟိုမလုမလုမလုပြကျင်တာတော့ကျွန်တော်ကအဲ့လိုမျိုးစိတ်လုံးဝမရှိဘူးပေါ့နော်ကျွန်တော်ကအဲ့လိုမျိုးတခုခုဆိုရင်အဲတခုဆိုရင်အဲ့လိုမျိုးပေါ့နော်အော် तू ်သူလောက်တတ်တာပဲပေါ့နော်အဲ့လိုမျိုးလေးပေါ့အိကအေးကြကြ तू မပြင်ဆင်ထားပဲနဲ့ तू မတေချာတဲ့ဟာတွေဆိုဘယ်တော့မှ तू ကလှုပ်လို့မရှိဘူးအဲ့လိုမျိုးပေါ့အဲ့လိုရုတ်တရက်ကြီးဆိုလို့ရှိရင် तू ဘက်ကအဲ့လိုမျိုးလိုအပ်ချက်တွေရှိသွားမှလည်း तू မကြိုက်ဘူးကြောက်တယ်အဲ့ဒါဆိုကျွန်တော်တို့ဖွင့်နေဆိုလည်းအများနဲ့စိတ်ကောက်တယ်တခုဆိုလို့ရှိရင်ကျွန်တော်ကလုံးမဲ့ဆိုလုံးလုံးကြလုံးကြกว่าလို့ပြောရင် तू อ่ะ तू မသိသေးဘူးသဝေးသွားသူ तू ဘာထားမလို့ဒါအဲ့လိုမျိုးအခြေအနေရှိတာပါအဓိက तू လုံးလိုက်တဲ့အလုပ်တစ်ခုပေါ်မှာ तू ပြီးတော့လည်းမလုံးချင်တဲ့ပုံမျိုး ကြောကြကဲ့သွားအကနေနဲ့ကျွမ်းလို့လေကျွမ်းတယ်တို့အကျွမ်းတော့အိမ်မှာတော့အဲ့လိုပဲဗိုလ်လီဘောအိန္ဒိယမင်းကဒီခုံလေကောက်ကွက်တွေတော့မားတယ်ရှေ့မှာကျွန်တော်ကျွန်တော်တို့ဆိုရင်တော့ဘယ်လိုခုံလဲပလေးတက်ရှင်မှာအဲ့လိုမျိုးတစ်ခါမှအဲ့လိုမျိုးမလုပ်ဘူးလေဒါတော့ကျွန်တော်တို့လည်း first time ပဲဒီကောင်တွေတို့လည်း first time ပဲဆိုတော့ဟို အရင်လည်းရင်ခုန်တယ်ဗျာဒီပွဲမဝင်ခင်လည်းကျွန်တော်တို့အရင်လည်းရင်နေတုံပြီးရင်နေခုန်နေရပါတော့ဟာရင်နဲ့ခုန်ပြီးတော့တကယ်တကယ်ပွဲတွေဝင်အောင်အိတ်ဖီးကိုကြိုက်သွားတယ်ကြိုက်နေတာတလွဲတွေလုံးရတယ်ဝေဝေပြိုးဆွဲချိုးလည်းကြွကြဘနဲ့လည်းကြွသေးစင်ချင်းမှာတလွဲတလွဲတွေလုံးပြီးတော့တလွဲဟုတ်ပါဘနဲ့ကြီးဘယ်သူပါလဲကြီးဝေပြိုးခွန်းလည်းပြေဝေလေးကတော့အရင်ချစ်ဖို့ပါပါတယ်ကျွန်တော်ရင်းနေရောအကုန်လိုက်လုပ်ပြီးတယ်နောက်ကျွန်တော်ဒီအကအစားပါတော့ကျွန်တော်ရှေ့မှာမြူးစစ်ပြီးလို့ရိုက်ခဲ့ရဒူလာကတ် အာသူလုံးဝဟိုပေါ့နော်ဟိုမချေဘူးပေါ့နော်ဘုံလုံးမြေတောင်ထဲအကုန်လိုက်လို့ပြီးတာတကယ်ဟိုရမ်းချစ်ဖို့ကောင်းတဲ့အကိုကြီးပါတွေ့လေးကတကယ်ပေါ့တကယ်ဘယ်လိုပြောမလဲစေတနာမြင်ရတယ်ဗျာသူတေချာလုတ်ပေးတယ်တေချာလိုက်လုတ်ပေးတယ်ပေါ့ပေါ့ဝတ်တယ်နဲ့သူမလုတ်ပေးခဲ့ဒီနေ့ပွဲမှာဆိုလဲသူတေချာတာကိုလေးကိုလုတ်ပြီးသွားတယ်ပေါ့နော်ဒါအရန်ဝန်တာလေးကိုရဲလေးကိုလေတကယ်လေးကိုရဲစီနီယာအကိုကြီးတယောက်နေတဲ့ဒီနေရာကနေတကယ်အများကြီးကျေးဇူးတင်ပါတယ်လို့ကိုရဲလေးကိုကျွန်တော်ပြောချင်ပါတယ်အမှတ်တရဆိုတော့တဲ့ပေါ့နော်ကျွန်တော်တို့အဲ့တုန်းက ဘယ်လိုပြောပြမလဲခုနညီမလေးပြောသလိုအဲ့တုန်းကကျွန်တော်ဘာမှအလိပ်လုံးမရှိကြသေးဘူးလူတိရယ်ဆိုယုံတော့မှနာမည်နဲ့လူနဲ့လည်းတဆိုမတွဲမိကြလူရှိတယ်ပေါ့နော်အဲဆိုတော့အဲ့လိုအခြေအနေမျိုးတစ်ခုမှာဒါဥက္ကလဟိုင်တို့ဥနိုင်ကြီးတို့ကုနိုင်ကြီးတို့ပေါ့နော်ကျွန်တော်တို့ယုံကြည်ပြီးတော့လာရိုက်ပေးတယ်ပြီးတော့အစားအသောက်အကုန်တင်ပြပေးတယ်ပြီးတော့သူတို့တတ်နိုင်တဲ့ဘက်ကတတ်နိုင်တဲ့အဲဘယ်လိုဖော်မလဲ တက်နိုင်တာလည်းကြော်ပြီးတော့ကျွန်တော်တို့ကူညီပေးခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်လည်းဥက္ကဋ္ဌနဲ့ကိုနိုင်ကြီးတို့ဒါတကယ်ကိုအများကြီးကျေးဇူးတင်ပါတယ်ဒါကျွန်တော်တို့အမှတ်တရတွေတော့အများကြီးပါပဲနောက်ဆုံးဆင်းဆိုလည်းသူတို့နှစ်ယောက်လုံးကလေတနေ့ကုန်ကျွန်တော်တို့နဲ့အတူတူတနေ့ကုန်အဲ့လိုပဲမိုးတဲ့လေထဲမှာတနေ့ကုန်ပင်မခံမနေ့မိုးလင်းတဲ့ကကျွန်တော်အကျုံရောက်အောင်သွားတယ်အဲ့ကျုံကလည်းအမှတ်တရဘယ်သူမှတစ်ခါမှအကျုံမရောက်ဘူးအကုန်လုံးအခုရဲ့ဥရာဟုတ်တယ်မက်ကြည့်ပြီးတော့အကျုံသွားမယ်အဲ့မှာသွားကြိုက်မယ်ဆို ဲ့ကျွန်တော်တို့ကတည်ထားတာမိုးရောင်တည်ထားတာဒါပေမဲ့အဲ့ကျုံကလုံးဝတကယ်မိုးတွေပါမိုးရောင်မုန်တိုင်းကြောက်လည်းရှိတယ်တဲ့ဆိုတော့အဲ့ပေါ်တဲ့သူကလည်းလန့်နေရပါတော့အဲ့တနေရောဥခင်လိုက်လို့ရောအဲ့လိုပေါ့သူတို့လည်းအဲ့ရရရကနေတာတယ်တဲ့နေတာတယ်ဆိုပြီးသွားလိုက်တာဟိုရောက်တော့မိုးကြီးပုံတိုင်းရှိတယ်ကျွန်တော်တို့ speed boat တမားတော်မှာပုံတိုင်းရှိတယ်ပေါ့နော်မသွားရင်ကောင်းမယ်လို့ကျွန်တော်တို့တားခဲ့ပါသေးတယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းရိုက်မှရမယ့်အခြေအနေဖြစ်နေတာပေါ့နော်အဲ့ရက်ပဲကျွန်တော်တို့ရှိတော်တယ်ဆိုတော့အဲအဲ့တော့ကျွန်တော်တို့လည်းဖြစ်စီအောင်ဖြစ်သွားဆိုပြီးတော့ လုံးထလိုက်အဲကျွန်တော်တို့ဒီကန်းကတ်တဲ့ဆင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒါဂျီဂျီအရက်တက်နေလို့ကျွန်တော်ရိုက်ကြတာပေါ့ဂျီလည်းပြန်ကြောက်အဲ့မှာလုံးဝကြောက်ဆောင်တော့လုံးလုံးမှာအဲ့လုံးဝလူမယောက်ခက်ကြောက်ဆောင်ပြီးလားတက်နေရတယ်6တော့ပြီးချမ်းမဲ့ပုံစံမျိုးတွေနော်ဟုတ်တယ်အပြီးကမှတည်ရအဲ့လိုခက်ခက်ခဲနေတယ်ကျွန်တော်ပွားရအဲ့အဲ့ဆင်းကကျွန်တော်တို့ကဟိုတကယ်လည်းမြုပ်ခဲ့တာဆိုတော့ပေါ့နော်အသေးသေးအားလည်းရှိတယ်ပြီးတော့မိုးလည်းရွာနေရဆိုရေအားလည်းရှိတယ်သေးအားလည်းရှိတယ်ဆိုတော့ကျွန်တော်တို့ဒီ ရိုက်နေတဲ့ဒီအောင်လေးကြက်လာတာရှိတယ်ကျွန်တော်တို့ဟိုတဖြည်းဖြည်းနဲ့ဥခင်လိုင်းဆိုရင်ဥခင်လိုင်းဆိုရင် ပြောမယ်ဆိုရင်အဲ့ဒါလေးကျွန်တော်ကျေးဇူးအများကြီးတင်တယ်ပေါ့သူတဖြည်းဖြည်းနဲ့သူအဲ့လိုမျိုးဟိုအသက်လဲဟိုဖြစ်ပြီဆိုတော့လေအဘလူးခေါ်မလဲဥခင်လိုင်းဘလူးခေါ်ဘလူးခေါ်မလဲအဲ့ပေါ့လူကြီးဆိုတော့ဗျာပြောမယ်ဆိုရင်ပင်မန်းတာပေါ့နော်ပင်မန်းတော့ပင်မန်းတယ်ဆိုပေမဲ့သူဟိုအတက်နိုင်ဆုံးကျွန်တော်တို့ဒါအများကြီးကူညီပေးခဲ့တယ်အဲ့တဲလေးမြုပ်တဲ့ဆင်းဆိုရင်ပေါ့နော်အဲသူ့ရဲ့အနေနဲ့ဒါအထက်မသိနှလုံးရက်သွားနိုင်တဲ့အခြေအနေရှိတယ်ကျွန်တော်တို့လူငယ်တွေတောင်မှ ီသဲဖီအော်ကိုတော်တော်ခံနိုင်ရှိအောင်တောက်လာရတယ်ပေါ့နော်ရိုက်နေတဲ့အချိန်မှာအဲ့တော့အဲ့အဲ့စင်လဲပြီးတယ်ပြီးတော့ကျွန်တော်တို့လောကအကုန်လုံးယုံထွက်ကြတာအဲ့တည်းကဘလို့မခံရဘူးအသက်ကိုမလဲပြန်ရှူရတယ်ဆိုတော့အများကြီးလက်တွဲပူပါတယ်အများကြီးလက်တွဲပူရဲ့အားလည်းကျေနပ်တယ်မရှိဟုတ်ဥနိုင်ကြီးလည်းခုနကပြောသလိုပေါ့ဟိုကျွန်တော်တို့ဥနိုင်ကြီးကိုကျွန်တော်တို့ပြန်တွေ့တဲ့အချိန်မှာဥနိုင်ကြီးကျွန်တော်တို့ကလေး ထောက်တော့မယ်နော်ဘာကားလဲတဲ့မေးရသူကနှစ်ညရဲ့သုံးရဲ့ဆိုတော့အော် तू ဟိုမေ့နေတာဖြစ်မယ်ဦးနိုင်ရဆိုတော့အဲ့လိုမျိုးတော့ခုနပြောကဦးနိုင်ကြီးအဲ့လိုပါအကယ်ဒမီရပြီးမှဟိုကျွန်တော်လည်းစကားရိုက်ဖြစ်မှုလို့ဆိုတော့ तू ပြန်မှတ်မိရပါတော့ဟုတ်တယ်အဲ့ဒါလည်းတကယ်ပါပဲအဲ့တော့ဦးနိုင်ပြောတဲ့စကားတက်သေးပါပဲကျွန်တော်တို့ရိုက်တဲ့ချိန်တော့ဘာမှဟိုအဲ့လိုမျိုးမဟုတ်ကြသေးဘူးပေါ့နော်အခုလည်းအောက်နေတာလည်းတော့မဟုတ်ပါဘူးအခုလည်းကျွန်တော်တို့လည်းဒါအများကြီးဆက်ပြီးစူးစမ်းသွားရအောင်ပဲပေါ့ဒီဒီကားလေးကကျွန်တော်တို့က ကျွန်တော်တို့အုပ်စုတာပထမဆုံးရှေ့ထွက်လာတဲ့ကားလေးဆိုတော့အဲလိုအပ်ချက်တွေရှိခဲ့ရင်လည်းကျွန်တော်တို့ဘက်ကတောင်းပန်ပါတယ်ပြီးတော့တတ်နိုင်ဆုံးတော့ကြိုးစားထားကြပါတယ်ပေါ့နော်အဲတော့ကျွန်တော်တို့ဘယ်လိုပေါ့လဲအားပေးတဲ့ပရိသတ်ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကားလေးကဒီကျွန်တော်တို့တစ်ဖွဲ့လုံးရဲ့ပထမဆုံးရုပ်ရှင်ကားပေါ့အမှတ်တရလေးဟုတ်တယ်ဟုတ်တယ်အဲပရိသတ်တွေလာကြည့်ပြီးတော့သူတို့ရေစိတ်ကျဉ်တတ်တယ်အဲသူတို့ရှိလိုက်ရတယ်ပေါ့နော်သူတို့ခဏလေးပြောပြောသွားရတယ်ဆိုရင်လည်းကျဉ်တတ်ပါတယ်ကျွန်တော်တို့လည်း တက်တဲ့လုံးအပေါင်းလုံးပြောင်းလဲကြိုးစားထားပါတယ်ပေါ့နော်အဲမှားတာလေးဟိုဟာအားနည်းတဲ့လေးရှိတယ်ခုလိုပြီးတော့ကြည့်ပါလို့ပြောလို့ရတယ်